Hello မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မိချောင်းနဲ့မြောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်းလေးဖြစ်တော့ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမေးမိချောင်းနဲ့မြောက် မိချောင်းထီတကောင်ဟာအမြဲတမ်းအစာရှာထွက်လိရှိပြီးသူအစာရှာထွက်တဲ့မြေကမ်းနားမှာရေတမန်းမိကြီးပုံမှန်နေတဲ့မြောင်နဲ့မိတ်ဆွေဖြစ်နေကြတယ်။မြောင်ဟာအစာရှာပြီးမြေကမ်းနားမှာအနားယူလိရှိတဲ့မိချောင်းကိုသူနေထိုင်ရာတဖန်းပင်ပေါ်ကနေတဖန်းသေးတွေကိုမိချောင်းအတွက်ခူးပြီးချွေချပေးလိရှိတယ်။မြောင်ချွေချပေးတဲ့တဖန်းသေးတွေကိုမိချောင်းကကြောပေါ်တင်သွားပြီးသူ့ရဲ့မယားဖြစ်သူမိချောင်းမကိုချွေးလိရှိတယ်။မိချောင်းမဟာတဖန်းသေးတွေကိုစားတိုင်း ချိုးလိုက်တာဆိုပြီးအမျက်ချီးချူးလေးရှိတယ်။တနေ့မှာတော့မိเจ้าမဟာမိเจ้าထီကိုပြောတယ်။ရှင်းယူလာတဲ့တဖန်တီတွေကချိုးလိုက်တာနော်။ဒါပေမဲ့ဒါလေးတွေကိုစားရတာနဲ့တည်းမတင်းနိုင်နိုင်ဘူး။တဖန်ပင်ကြီးပေါ်မှာတဖန်တီတွေကိုနေနိုင်စားနေတဲ့မြောက်ရဲ့အသေးကပူရောင်းချိုးအုံးမှာကျုပ်ကိုတဖန်မိတ်ပေါ်ကမြောက်ရဲ့အသေးစားရအောင်ယူလာခဲ့ပြီးပါလား။ဆိုပြီးမြောက်သားစားဖို့ပူစားပါတော့တယ်။ ီချောင်းထီကမြောက်နဲ့မိတ်ဆွေဖြစ်နေတာမို့မြောက်ကိုမစားစေချင်ပေမဲ့မီချောင်းမကမကြခဏပူစားလေးရှိတာမို့နောက်ဆုံးမှာတော့မငင်းရက်ပဲမြောက်ရဲ့အသက်ကိုယူလာပေးမယ်ဆိုပြီးကတိပေးလိုက်တယ်။အဲ့ဒီလိုနဲ့ပုံမှန်လိုပဲမီချောင်းကအစာရှာထွင်းကနေမြေကန်းနားမှာအနားယူရင်မြောက်ကိုဘလို့လင်းခေါ်သွားရမလဲဆိုစဉ်းစားတယ်။မီချောင်းကမြောက်ကိုစကားခုလိုပြောလိုက်တယ်။ကိုမြောက်ရေ မင်းပေးတဲ့တဖန်းသီးတွေကိုစားပြီးကျွန်တော်ရဲ့မိเจ้าမကမင်းကိုတွေ့ချင်လို့အိမ်လေလိုက်ခဲ့ပါလို့မှာလိုက်တယ်။အဲ့ဒါမင်းငါကျောပေါ်ကနေပြီးအိမ်လေလိုက်ခဲ့ပါလားလို့မေးလိုက်လေတယ်။မြောက်ကခင်မင်းရင်ဆွဲရှိသူမှုရုံမာတဲ့အကြံကိုမရင်မိပဲပြန်ဖြေလိုက်တယ်။အော်မိเจ้าရဲ့အိမ်ကရေလဲကောင်းပါလေ။ကျုပ်ကရင်မကူးတော့တော့ရေထဲပြုတ်ကျမှာတော့ကြောက်တယ်ဗျ။အကြံရှိတယ်မိเจ้าထိကခုလို့ဆိုတယ်။ဟာ စိတ်မပူပါနဲ့အဆွေမြောက်ရဲ့ကျုပ်ကြောပေါ်ကနေတာလိုက်ခဲ့ပါ ခမားရေးတယ်မပြုတ်ကြအောင်ကျုပ်ထိမ့်ပေးပါမယ်ဆိုပြီးအာမခံလိုက်တယ်ယုံကြည်သွားတယ်မြောက်ကမိချောင်းမစီကိုလိုက်ဖို့သဘောတူလိုက်တယ်အဲ့လိုနဲ့မိချောင်းကြောပေါ်မှာမြောက်ဟာလိုက်ပါလာရင်ရေးလေကောင်ရောက်ရောက်ပါတော့တယ်မြောက်ဟာမတင်ကြတာကြောင့်မိချောင်းထီကိုလှည့်ပတ်မင်းရင်ရေးလေကောင်အရောက်မှာမိချောင်းထီစီကနေ စကားနိုင်လို့ရသွားတယ်ဟုတ်တယ်အဆွေမြောက်ကြီး ျွန်တော်မိန်းမမိเจ้าမဟာကိုရင်ဆောင်မို့သူအဆွေမျိုးရဲ့အသေးကိုစားကျင်စိဖြစ်နေတာမို့မငင်းရတာကြောင့်ခမည်းကိုခေါ်လာလိုက်ရတာပါဘူး၍ရေးလေကောင်အရောက်မှာပြန်မပြေးနိုင်တော့ဘူးအထင်နဲ့မိเจ้าထီကဝန်ခံလိုက်လေတယ်အဲ့ဒီအခါမှာမြောက်ဟာအကြံထုတ်ပြီးချက်ချင်းပဲမိเจ้าကိုပြုံးရွှေစွာနဲ့ပြန်ပြောလိုက်တယ်ဩအဆွေမိเจ้าရဲ့မိတ်ဆွေတွေချင်းအစောရှိတွေကခုလိုပြုံးပြင်လင်းလင်းပြောခင်ရတာနဲ့ ကျုပ်သည်ကိုစားချင်ရင် ကျုပ်ကထဲပေးလိုက်မှာပေါ့ဗျခုတော့ရေလံကောင်ကြောင့်မှဖြစ်နေတယ်ကျွန်တော်အသေးကိုပေးဖို့ဆိုတဖမ်းမင်ရှိရာကိုပြန်လှည့်မှရတော့မယ်ကျုပ်ကကျုပ်သည်ကိုရေတဖမ်းမင်ပေါ်မှာချိတ်ခဲ့တာဗျလာခုရေတဖမ်းမင်ပေါ်ကအသေးကိုတွားယူကြရအောင်ညောင်ရင်စကားကိုအကြမ်းမှာသုံးအရဲမိချောင်းထီကဟာတကယ်လားအဲ့လိုမှန်တဲ့ကျုပ်အစိုးကလေးကပြောတာပေါ့ဗျာအခုဘယ်လိုလုပ်ကြမလို့လို့ပြန်မေးလိုက်တယ် အကြံပိုင်နဲ့မြောင်းဟာအော်ဘလို့လုံးမတော့တဖက်မင်ရှိရပြန်လှည့်ပေးရမှာပေါ့အာကျုပ်ကိုစောစောကပြောရင်ကျုပ်အသေးကြီးတသက်ခမောက်ထဲပေးလိုက်တာပေါ့ခုတော့ပြန်ယူမှရတော့မလီမြောင်းရဲ့စကားရဲ့အကြမ်းမှာမိချောင်းထီဟာမြောက်ကိုတဖက်မင်ရှိရစီကို ပြန်ပေါက်ပေးလိုက်လေတဲ့မြောက်ဟာမိတ်ဆွေကြီးရေခဏလေးစောင့်နော်ကျုပ်အသေးကိုအပင်ပေါ်ကတက်ယူပြီးပြစင်းလာခဲ့ပါမယ်ဟူ၍ပြောပြီးတဖက်မင်ပေါ်ကိုပြေးတက်သွားလေတဲ့ ဒီလိုနဲ့မြောက်ဟာပြန်ဆင်းမလာတော့ဘူးမိเจ้าထီးကတပတ်မင်အောက်ကနေပြီးမြောက်ကိုအော်ဟော်လိုက်တယ်အဆွေမြောက်ရင်အသေးယူပြီးရင်ပြန်ဆင်းလာခဲ့တော့လေဆိုတဲ့အခါမြောက်ဟာခုလိုပြန်ပြောလိုက်တယ်ဟဲ့မိเจ้าရုပ်နေ့အပေါ်မိတ်ဆွေကောင်အဖြစ်နေနဲ့ငါ့လိုမိတ်ဆွေကိုတောင်ရုံမာတဲ့စိတ်ထားနဲ့နေ့လိုမိတ်ဆွေမျိုးကိုငါအကြံတုံးပြီးကလိန်ကြက်လိုက်တာဟာဒီတသက်နေ့လိုမိတ်ဆွေယုံမျိုးကိုဘယ်တော့မှအဆက်ဆံမလုပ်တော့ဘူး ဟူ၍ပြက်သားစွာပြောလိုက်လေတယ်။ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရင်ဒီပုံမြင်လေးစီကနေတင်ယူရမယ်သင်ခန်းစာကတော့လောကမှာမိမိကမိတ်ဆွေကောင်းအဖြစ်နေပေးပေမဲ့ကိုယ့်အပေါ်ပြန်ပြီးမိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးတွေလည်းရှိနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးထားတာဖြစ်တယ်။လူလောကမှာကျင်နေတဲ့အခါလူအမျိုးမျိုးစိတ်အထွေထွေမို့လူတိုင်းကိုတန်တရားနဲ့မဆက်ဆံသင့်ပေမဲ့လေလူတိုင်းကိုလည်း အလုံးစုံမျိုးလုံးမိတ်ယုံကြည်လို့မရဘူးဆိုတာရယ်အရာရာကိုအတိညာနဲ့ရှင်ပြီး တွေးတော်ယုံကြည်ရမယ်ဆိုတာရယ်ပဲဖြစ်တယ်အဲဒီတော့မမနွေဦးရယ်လက်သက်ဆက်ချင်းလေးတို့လည်းဒီပုံမြင်လေးစီကနေတင်ကန်းစာကောင်းကိုရလိမ့်မယ်လို့ညွှန်လင်းပါတယ်နော်မမနွေဦးရဲ့အသက်၁၈နှစ်တို့လေနာကတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့ ဟပ်ပါတဲ့ sunshine လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီအသိပညာပဟုတုတရတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမနွေဦးအတွက်အဖြစ်စီတဲ့ like and subscribe လေးလည်းလုပ်ထားပြပါလို့တောင်းဆိုပါတယ်နော်။ကျေးဇူးကြမယ်နော်။